အဲ့တော့ဂိတ်ကိုဝင်တိုက်ဆော်ပလိုက်ဒါလားစစ်တိုက်တာပြောင်းနေတတိရှိနေပြီးတော့တက်လာခဲ့တတိရှိနေပြီးတော့တက်လာခဲ့ခင်ဗျာတတိရှိရပဲအဲ့မှာခင်ဗျာတောင်းတောင်းမှရှိရက်စကန်ဝင်တိုက်တောင်းတောင်းမှရှိရမှာတက်မလို့စကန်ဝင်တိုက်တက်မလို့ဂိတ်ကိုဝင်တိုက်ဆော်ပလိုက် အားပြီးတော့ဆော်ဟေးစစ်ခွေးမှလာမလာဘူးဘာမှရှာဖွေခဲ့စရာတွေပါလေဘာမှမလုပ်ဘူးတို့ရဲ့မိသားစုတွေကိုသိစေချင်တာအဲ့ဒါတို့ဘဇက်ကနေရှောက်ပြောနေတာဒါတပ်ဖွဲ့တွေရပဲတကြိုလဲရတာတခါလဲပြစ်ချတခါလဲပြက်ကြပြီတခါလဲမီးလောင်ပြီတို့ရဲ့တကြိုလဲရတာဟုတ် ဟော်လန်မျိုးတွေအားလုံးပဲငလင်ပေးနဲ့မေးပေးတာမှအများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျက်ရီဘော်လရှင်ချန်နယ်လေးရပြန်လည်ကြိုဆိုလိုက်ပါရစေ။ဗီဒီယိုလေးရရှိမလို့တော့ပြီးကမှတော့ယနေ့မေလ23ရက်နေ့တောက်ကြနေ့ရဲ့မနက်ပိုင်းထီနောက်ဆုံးရရှိသတင်းချုပ်ကိုအချင်းချုပ်ဖော်ပြပေးသွင်းဖြစ်တဲ့အတွက်တော်လန်မျိုးတွေအားလုံးပဲအဆုံးထိကြည့်ရှုပေးဖို့ဒီနားနဲ့ထမှန်တောင်းဆိုလိုက်ပါရစေ။တော်တော်နေနဲ့ကတော့စစ်ကောင်းဆောင်များက၎င်းတို့ရဲ့ကိုဂျိုးစီပွားအတွက်နိုင်ငံတော်အာဏာကိုအတင်းအဓမ္မမတရားသဖြင့်သိမ်းယူထားဒီမှာဒီနေ့မှဆိုရင်တော့အောင်953ရက်ရှိပြီဖြစ်ပါရစေ။မနက်ငယ်တော့စစ်ကောင်းစီကတရက်တာအတွင်းစစ်ကွေးတည်ဆုံမှုစီးရင်မှာတော့ဒိုင်းနိုင်စားလင်းကြီးမြို့နယ်မှာ၅ကောင် ၊သခိုင်းနိုင်6မြို့နယ်မှာ၄ကောင်း၊သခိုင်းနိုင်စကိုင်းမြို့နယ်မှာ2ဦးလင်းဝင်ရောက်ပြီးတော့ဘကိုးတိုင်းအုပ်ဖို့မြို့နယ်မှာ၃ကောင်း၊ဘကိုးတိုင်းမင်းလာမြို့နယ်မှာ၃ကောင်း၊ဝေးတိုင်းတောင်နှင်းကြီးမြို့နယ်မှာ၃ကောင်းနဲ့မုံပီနယ်မြို့တော်မြို့နယ်မှာ၃ကောင်းတိတိတိဆုံးခဲ့ကြောင်းသိရှိရပါတယ်။ ။ရောင်းသုံးသတင်းပုတ်အနေနဲ့ကတော့မနေ့ကပြုလုပ်ခဲ့တဲ့လေချောင်းနဲ့ရေချောင်းကစစ်ခွေးတွေနဲ့တွေ့ဆုံခဲ့တဲ့ပွဲမှာတော့မင်းအောင်လှိုင်ဟာ NLD ဆိုရဟာအာနာရှင်ဆန်ဆန်လုပ်ရက်တွေကိုလုပ်ခဲ့တာကိုအားလုံးသိမှဖြစ်တဲ့ဆိုတဲ့အကြောင်းနဲ့ NLD ဆိုရရဲ့အာနာရှင်ဆန်ဆန်ပြုလုပ်နေတဲ့အရာတွေကိုငါတို့အနေနဲ့တိုက်ဖြတ်ရမယ်။ ဒါမျိုးတွေကိုငါတို့တွေလုံးဝလက်ခံလို့မရဘူးတိုင်းပြည်နဲ့လူမျိုးအတွက်အားလုံးပေးဆက်ရမယ်ဆိုပြီးတော့မင်းအောင်လှိုင်ကတော့မင်းငွန်းပြောကြသွားပါတယ်နောက်ထပ်သတင်းမှာတော့သခိုင်းတိုင်းစားလင်းကြီးမျိုးနဲ့ရင်းမာပြည်မျိုးနဲ့ဆက်ရှိမြောက်ရမာဒါးမှာကြီးညီကျွဲကားများကိုလုံခြုံရေးယူနေတဲ့စစ်ကောင်စီတပ်သားများကိုမိုင်းကွဲတိုက်ခိုက်မှုမှာတော့ဘုံမူဘုံညံထွန်းပောင်ဝင်စစ်သား၅ဦးသေဆုံးခဲ့ကြောင်းတိုက်နယ်နှစ်မဲမောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကထုတ်ပြန်ထားပါတယ်အဲဒီမိုင်းဆွဲတိုက်ခိုက်မှုမှာတော့ချက်မဲ့စစ်တပ်မှဘုံမူ ဘုံညံထွန်းပောင်ဝင်စစ်သား5ဦးသေဆုံးခဲ့တယ်လို့သိရှိရပြီး9ဦးလက်ထိခဲ့တဲ့အရာရှိခဲ့ကြောင်းသိရှိရပါတယ်။ဆိုပါတိုက်ခတ်မှုကတော့ရင်းမာပင်မြို့နယ်တိုက်နယ်နှင့်မဲမောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့တူအခြားသောတပ်ဖွဲ့များကပူးပေါင်းပြီးလုဆောင်ခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။နောက်ထပ်သတင်းမှာတော့အချင်းလွတ်လပ်ရေးတမတော် KIA မေလ20ရက်နေ့ကပြစ်ချလိုက်တဲ့စစ်ကောင်စီရဲ့ရဟန်းမှာအိန္ဒိယနိုင်ငံထုတ် ဒီကားဒီတက်ဆင်ထားတာတွေ့ရကြောင်းလက်နက်30ချက်တွေအစင်ဒီဇိုင်းလေးသားနေတဲ့ဖွဲ့ကနေပြီးတော့သုံးသက်ဖော်ပြထားပါတယ်။ AI နဲ့ပုံပုံတစ်ဖက်ဝင်ပြီးချခဲ့တဲ့ပြည်ကူမြို့နယ်ကပြက်ကျသွားတဲ့လေတက် MSMD လေရင်ပေါ်ရဲမှာတော့အိန္ဒိယကုမ္ပဏီ MKU ထုတ်ဒီကားတွေတပ်ပိုးတက်ဆင်ထားလို့ရဟင်းရင်ကရရှိခဲ့တဲ့ဒစိမ့်အမှတ်သားတွေကတက်တည်ကန်နေပါတယ်လို့လည်းပြောထားပါတယ်။တိုက်ခိုက်လဲနေတယ်တော့မဟုတ်ပါဘူး။ရရှားကဝယ်တဲ့ရဟင်းရင်မှာအတွင်းကန်တွင်အိန္ဒိယကုမ္ပဏီထုတ်ဒီကားတွေတပ်ပိုးတက်ဆင်ထားတဲ့ပုံစံမျိုးပါလို့ပြောထားတာဖြစ်ပါတယ်။ပြက်ကျသွားတဲ့ရဟင်းရင်မှာတက်ဆင်ထားတဲ့ပစ္စည်းတွေရထုတ်လုပ်တဲ့နေ့ဟာ အခု2025ခုနှစ်ဖေဖော်ဝါရီလလိုရေးသားထားတာကြောင့်ပြတ်ကျတဲ့ MISMD ကအဲ့ဒီပစ္စည်းကိုတက်စင်တာတိတ်မကြသေးဘူးလို့လည်းသိရပါဗါးစစ်ကောင်စီနဲ့အိန္ဒိယကားထဲမှာချက်ချက်ဝင်ဝင် အသက်နေတယ်ဆိုတာထက်မှန်မိမောင်းကိုပြတဲ့ဥပမာတစ်ခုလေးဖြစ်တယ်လို့ပြောပြထားပါတယ်။အိန္ဒိယဆိုရာတယုံနီးသူမြန်မာနိုင်ငံရေးမှာတိတိသာသာဝင်ရောက်ဆွတ်ဖက်လာနေတာကိုလည်းတစတစနဲ့တွေ့မြင်နေရတဲ့အခုဖြစ်ပါတယ်။နောက်ထပ်သတင်းတွေမှာတော့အကွေးတိုင်းတောင်ရင်းမြို့မှာပြည်သူများတန်းစစ်မှုတန်းကြီးဒီနေ့မှကောက်ခတ်နေတဲ့ဂွေးတော်ခုံကြီးရွာမှာအမှုပွဲစားရဲခိုင်စိုးသူကိုပြစ်ခတ်တိုက်ခတ်ရမှာသေဆုံးသွားကြောင်းအကွေးပြောက်ကြားတဲ့တောင်ဝင်ကကိုကန်ကြီးမောင်ကထုတ်ပြန်တာပါတယ်။ ဝိတော့ကုံကြည့်ရဟာပရက်ဂျက်ရဲစကန်နဲ့နီးကပ်ဆုံးမှရှိပြီးပူစောတီတင်တဲ့တယောက်ထားသူ9ဦးရှိတယ်လို့ကြားသိရကြောင်းဆိုပါပူစောတီများစစ်ကောင်စီကအုပ်ချုပ်ရေးမှူးများဒလန်များပြည်သူစင်များပေယုဝင်နှမ်းများစစ်ရေးများနဲ့သက်ဆိုင်ရာဝင်နှမ်းများသည်လည်းပြည်သူကာကွယ်တပ်ဖွဲ့များရဲ့ပူပေါင်းရန်နှင့်ပြည်သူများကိုမျက်နှာမမူဘဲဆက်လက်ဆိုးရွားနေပါကရှင်းနေသောမည်ဖြစ်ကြောင်းပြည်သူများနေနေလဲအကြမ်းဖက်စစ်ကောင်စီဝင်များရှိတဲ့နေရာနဲ့ဝဝနေကြရဲ့ အဝေးပြောက်ကြတဲ့တဝင်ကန်ကိုကန်ကြီးမောင်ကတီးပေးထားပါတယ်။နောက်ထပ်သတင်းတွေမှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့အကျင့်ပြက်မှုကိုဝေဖန်ရေးသားမှုဖြင့်မိချီတိုင်မြို့နယ်ပြူစောတိကောင်းဆောင်ဗော်ယူထွန်းကိုစစ်ကောင်စီကဖမ်းဆီးပြီးနောက်စစ်တပ်ထောက်ခံသူများနဲ့အကြားအမြင်ကွဲလဲသဘောထားကွဲလဲမှုတွေနဲ့တူစစ်ခွေးတွေနဲ့သူ့ခွေးတွေမြင်ကွဲလဲနေတာကိုတွေ့ရှိရပါတယ်။ဗော်ယူထွန်းကပုံမှန်905ကဖြင့်ဖမ်းဆီးရေးယူခဲ့ခြင်းကြောင့်မိချီလာမြို့ အာနီပြည်သူစစ်ဘက်မှ16ဦးလည်းနှုတ်ထွက်သွားကြောင်းသိပေးတယ်ဆိုပြီးတော့မိချီတိုင်ပြည်စိုးရိမ်တပ်ဖွဲ့ဝင်တွေကလည်းထုတ်ပြန်ထားပါတယ်။အခုရပိုင်းတွင်မလိုင်မြို့နယ်စစ်ကောင်စီရဲ့စီမံအုပ်ချုပ်ရေးဖွဲ့ဝင်ပုံမူဝေဖြိုးကိုဒေါ်ယူထွန်းကကမ်းမှန်ချာခိုင်းမှုကြောင့်အချင်းများစီရုတ်တံပြန့်နှံ့ပြီးနောက်၎င်းရဲ့လူမှုကွန်ရက်ဆာမျက်နှာမှာမိချီတိုင်မြို့နယ်အတွင်းစစ်မှုထမ်းအတွက်လူစားထိုးငွေကြေးကောက်မှုနေမှုလူစားထိုးရန်ငွေကြေးသိမ်းဆည်းချီပေးနေရမှုနှင့် ်ပေါ်တာဆွဲဖမ်းဆီးနေမှုများကြောင့်လူငယ်များပြည်မထွက်ရဲတော်ကြောင်းရေးသားခဲ့ပြီးနိုင်ငံတော်တည်ငြိမ်အေဂျင့်ရေးပြပြားစီရင်တုံ့ဆော်ခြင်းဝါဒဖြန့်ခြင်းများလုပ်ခဲ့ကြဟုဆိုကာမေလ15ရက်နေ့မှာတော့ဇော်ယူထွန်းဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်ဇော်ယူထွန်းဖမ်းခံရခြင်းဟာလူမှုကွန်ရက်ရေးသားခဲ့သည့်ထက်ဘုံမှုဝေဖြူရဲ့လက်ချက်ဖြစ်နိုင်တယ်လို့လည်းစေအုပ်စုထောက်ခံသူများကြားပြောဆိုနေကြပြီးအကြေမနက်တွေလည်းဖြစ်နေကြတွေ့ရပါတယ်အရသာနဲ့အရသာနဲ့ခါမရိုပစ္စတိုထိုးထားတယ်အဲ့တော့အဲ့လိုကြီးပြတ်လာတဲ့ခါကျတော့ဟိုကမန်ချခိုင်းနေမချပေးဘူးမချပေးတဲ့အတွက်သူကမချပေးတဲ့အတွက်ငင်းကြခွင့်စကားများကြရင်ဘုံမှုဝေဖြူကငါ ထုတ်တန်းထုတ်ပြစ်လိုက်မယ်ဘုံခွဲပြစ်လိုက်မယ်လက်ပြုံပြစ်လိုက်ဘာစရောဗျာဘူဘူးတယောက်ကမန်မာနာနေလေပြောတာပြောတော့ပြောတော့ဟိုဟာခွေးမန်ခွေးမန်ခွေးတွေရဲ့မန်ဟောပါနဲ့မှအပြန်လန်ပြောကြတာဗျာအဲ့ဒီ final မှာအပြန်လန်ပြောကြတာပေါ့ပြောကြတော့ဟိုပြီးလဲပြီးတော့ now အဲ့အဲ့ဒီနောက်ပိုင်းမှာတော့ကျွန်တော်တို့သိရတော့တော့အဲ့ဒီနောက်ပိုင်းမှာတော့ဒီနောက်24နိုင်မပြည့်မိပါဘူးဗျာအဲ့ဒီဇော်ယူထုံးကတော့လောဆယ်ဖတ်ခံလိုက်ရတယ် ဇော်ယူထွန်းကအဲ့ဒီမြို့နယ်ရဲ့ဟွာကိုသူသူ့ရဲ့မြို့နယ်ကသူအထက်ရရှိလို့ထင်တယ်သူလှမ်းပြောနေတဲ့ချိန်မှာလှမ်းပြောနေတာလည်းဒီပိုင်းကြားရတယ်အာသူတို့ကစီစီကန်တိုင်းဟိုမှန်ချခိုင်းတာကိုဒီလိုမျိုးသူ့ကိုဘုံမူအဲဝေဖြူကပြောပါတယ်ဗောဗျာစသဖြင့်ပြောနေအဲ့ဒါပြောကြရင်လည်းဗီဒီယိုဖိုင်ရက်သွားတယ်ပြီးသွားတာဗောနော်ပြောတော့ကျွန်တော်စစ်ခွေးတွေအနေနဲ့ကဒီကောင်တွေပြူစောထီတို့ကြည့်လို့မရတဲ့နေသားတစ်ခုရောက်နေတာပါ။ဒီကောင်တွေစိတ်ထဲမှာပြူစောထီကိုတိတ်ကြည့်ဘူးလို့မရပါဘူး။ဆိုတော့ပုံကတော့လောဆယ်ပန်းကန်လိုက်ရတယ်။ဒီဖြစ်စဉ်မှာတော့ကျွန်တော်တို့ကအတန်းမူရဟန်ပန်နောက်ထောင်ချင်အပြင်တက်ကဘူမူတယောက်ရဲ့ ပြောတဲ့ပြောပုံဆိုပေါက်ကတော့လူတွေကြမှာဝေဖန်စရာဖြစ်သွားတယ်လူတွေကြမှာဝေဖန်နေဖြစ်သွားတယ်အခုအဲ့ပြောပုံပြောပေါက်ရဆိုရင်တော့လူတွေကဝေဖန်သွားတယ်အထားပေါ့နော်လောစေဖတ်ခံတဲ့လူကသူကသူ online ပုံမှာပြောတာတွေ online ပုံမှာသူ Facebook မှာတက်တက်ကြီးတာတွေကြောင့်သူဖတ်ခံရဆိုရင်တော့ဒီ video file ပုံမှာပြောနေတဲ့ဘုံမှုရဲ့ဘုံမှုဝေဖြိုးဆိုတဲ့ပုံကိုရပြောနေတဲ့ပုံစံကြီးကကြတော့လူတွေကြမှာတက်မတော်အပေါ်မှာထင်မြင်စောင့်စရာတွေဖြစ်ကုန်တယ်တက်မတော်ပုံမှာဟိုလူတွေရဲ့အမြင်တွေကိုလုံးဝတိကျသွားစေတယ် ဆိုတော့ပုံမှုဝင်ဖြိုးကဘာကိုစိတ်ဆိုးပြီးတော့အဲ့တော့ဒေါသထွက်ပြီးတော့ပြောနေလို့တော့မသိဘူးမယ်။ तू ပြောနေတဲ့ဟန်ပန်းသားကြတော့ပြဿနာရှိတယ်။ပြဿနာရှိတယ်ပေါ့နော်။အခုဦးစင်ပြောမှာကတော့မိထီလာမိထီလာမှာဖြစ်တဲ့ပတ္တဆာကောင်းဆောင်တစ်ချိန်ကပုတ်ခွဲတက်ကြကြီးဇော်ယူထွင်းပေါ့ဗျာနော်။ဇော်ယူထွင်းငိမ့်ရဲ့စစ်မှုထမ်းစစ်မှုထမ်းအစားထိုးဖို့အတွက်ငွေခိုင်းတာတရားဝင်ရဲ့လားဆိုတဲ့ခေါင်းစည်းနဲ့တင်လိုက်တဲ့အတွက်ကြောင့်မိထီလာမှာ905နဲ့ပတ္တဆာကောင်းဆောင်တကယ်လဲတော်တဲ့လူတစ်ယောက်ပါ။ တကယ်လည်းတမတော်ပေါ်ချစ်မြတ်လို့တဲ့လူတယောက်ပါတကယ်လည်းလေးစားစရာကောင်းတဲ့လူတယောက်ပါပဲနော်ဒါဦးစင်းတို့တင်လိုက်တယ်ပေါ့နော်စတုရဲ့နေ9လပိုင်း2025မှာစစ်မှုထမ်းအစားထိုးဖို့ကောက်ခိုင်းတာတရားဝင်ရလားဆိုတဲ့ခေါင်းစည်းလေးနဲ့သူတင်လိုက်တယ်ဗျာနော်ဘာဘာတင်လိုက်ခါလဲဆိုလို့ရှိရင်မေတီလာမျိုးနယ်တဲ့ကရွာတွေမှာတဲ့ပြည်သူစစ်မှုထမ်းလူစားထိုးဖို့ငွေတွေကောက်နေတယ်လို့သိရပါတယ်တဲ့ယောက်ျားလေးရှိတဲ့အိမ်ဆိုရင်တဲ့9000တဲ့နိုင်ငံခြားရောက်နေတဲ့အိမ်ဆိုရင်8000ယောက်ျားလေးမရှိတဲ့အိမ်ဆိုရင်3000 ောက်တယ်ဟုသိရပါတယ်။သိရပါတယ်လို့ပဲရေးရနော်။မဆန်ပေးထားရင်ရွာထဲမှာလွတ်လပ်နေလို့ရမယ်။ရွာအပြင်အခြားနေရာမှာအစွဲခံရရင်တော့အာမအာမမခံဘူးလို့ကြောကြောင်သိရပါတယ်တဲ့။ရွာဒီမှာပတ်စံတွေကောက်ခိုင်းပြီးတဲ့အဲ့ဒီပတ်စံတွေအခြားနေရာတွေမှာလူသားထိုးထည့်တယ်တဲ့။တရားဝင်လာဘလူတွေလုံနေတာလဲတဲ့။လူစားထိုးတယ်ဟုဆိုရမှာလေညနေအလုတ်တော့အလုတ်ပြန်လမ်းပေါ်မှာတွေ့တဲ့လူငယ်တွေကိုဖမ်းဆီးပြီးထည့်နေတာပြည်သူတွေမှာစိတ်မလုံခြုံကြတော့ပါဘူးတဲ့အဲ့ပေါ်ဂိတ်ကိုဝင်တိုက်ဆော်ပလိုက် ဒါလားစစ်တိုက်တာပြောင်းနေတတိရှိနေပြီးတော့တက်လာခဲ့တတိရှိနေပြီးတော့တက်လာခဲ့ခင်ဗျာတတိရှိရပြီအဲ့မှာခင်ဗျာတောင်းတော်မှာရှိရက်စကန်ဝင်တိုက်တောင်းတော်မှာရှိရမှာတက်မလို့စကန်ဝင်တိုက်တက်မလို့ဂိတ်ကိုဝင်တိုက်ဆော်ပလိုက်အားပြီးတော့ဆော်ဘာပြောလက်နဲ့လက်နဲ့ချင်းဆော်ရတာဗျာဆော်အခုကဗျာခင်ဗျာတို့ကဘာလဲဟိုတို့ဝင်တိုက်တယ်ဘယ်ဝင်တိုက်ဆိုဝင်တန်းအရာဝင်တိုက်တယ်ကြည့်ဦးခင်ဗျာကြည့်လိုက်တို့ဝင်ခါလာတာတက်မလို့ဂိတ်တွေရက်စကန်တော့ဝင်မပြေဘူးဝင်ဝင်မပြေဘဲနဲ့ကျွန်တော်တို့ဒီဝင်တန်းအရာဝင်ဖြစ်တယ်ဝင်တန်းအရာလက်နဲ့လက်ဝင်စီတယ်ဝင်စီပြီးတော့အဲ့မှာရှိရကျွန်တော်မိသားစုဝင်နေကလေးငယ်တွေကိုဝင်ကြတော့အကိုဖမ်းခေါ်ပါတယ်အားလုံးစက်တယောက်ရှိတယ်ဘာလို့ဆိုးလဲဗျာခင်ဗျာ 睇下你識得要你帶啲、哦、先，你俾我帶落嘅。啲先你俾我帶落嘅，好識唔識得？誒，有問題咯，沒有咧，你咪上面嚟聽下話咧。識得一包豬毛，面啊你識唔識得邊啲？邊度啲朋友借你的，沒有咧，咪咪雙你俾咗，沒有咧，得你換代開你的，撇吧咧。啲先咁樣挨埋先嘅，冇冇啲人，你嘅冇啲人換換代，換代嘅，冇啲人換代，得啲先換代，咩啲換下你，諗下咪換下你啦，代唔要吧？即係我話不能夠拍啦，你嘅話就話嘢，唔識唔識啦，都叫人唔識唔識啦，我講唔識到到代嘅，拍咗代嘅，你換下你拍唔到代噶啦，明白？了？给。 ဝင်းသားတွေကိုဖမ်းဖို့လာတိုက်တာလားမချက်ဘူးလားကွာတဏ္ဍကြီးတွေတိုက်ပြီးတော့ကွာတဏ္ဍကြီးတွေကိုင်ပြီးတော့လက်နက်မဲ့လို့အေးအော်ဒီမင်းတို့ထားတော့မင်းတို့ကတော့ဖမ်းပြီမချက်ဘူးလားမချက်ဘူးလားကွာလက်နက်မဲ့လို့ဝင်းဖမ်းတာမချက်ဘူးလားအပီဒီရရွာတွေမှာတော့ဗျာတို့ကဒီဒီပခုတ်ကူနဲ့ပခုတ်ကူဒီပီဒီရရွာတွေကဒီပခုတ်ကူလာပြီးတော့ကုန်းတွေဝယ်ကြတဲ့ခါကျတော့ပခုတ်ကူဘက်မှာဒီဒီပီဒီရရွာတွေကတော့ဗျာတော်တော်လေးကိုကျွန်တော်တို့စုပြုံရအောင်ဗျာဒီဒီကျွန်တော်တို့ဒီပေါင်းမြို့မှာရှိတဲ့ရွာတွေပြည်သူစုရွာတွေကတော့တော်တော်လေးကိုဒါစားကြီးကတော်တော်လေးကိုအခက်ခဲဖြစ်တယ်တော်တော်ကြီးကိုအခက်ခဲတော်တော်လေးကိုတော်တော်ကြီးကိုအခက်ခဲဖြစ်တယ်ဘာကြောင့်လဲဆိုတော့ဒီလမ်းပိုင်းဒီပေါင်းနဲ့ကျွန်တော်ပခုတ်ကူဆက်သွားတဲ့လမ်းပိုင်းကိုဆက်သွားကြတဲ့ထိချုပ်တယ်ပြီးရင်ကျွန်တော်ပေါင်းနဲ့မြားကြီးဆက်သွားတဲ့လမ်းကြောင်းကိုဆက်သွားကြတဲ့ထိချုပ်တယ်အဲ့တော့ဒီ အဲမင်းရတာအခက်ခဲဖြစ်တယ်ပြောနေရဇော်ဖုံးကြီးကပီတီအက်တွေကိုရှာလို့တော့မရတော့ဘူးပြောနေဘူးပျောင်ကြီးရတယ်ပီတီအက်တွေကိုတကောင်းမှမရှိတော့ဘူးပြောနေတာဒီပခုတ်ကူနဲ့ပခုတ်ကူနဲ့ကျွန်တော်ပေါ့ဆိုမှရအပြင်ဘလောက်မှမဝေးဘူးဘလောက်မှမဝေးရနဲ့အဲ့လမ်းပိုင်းကကျွန်တော်လက်ရှိအချမ်းဖတ်သမားတွေဖျက်တောက်ခြင်းခံထားရတယ်ဒါမှခဏဘလောက်မှမရှိဘူးနောက်ဆုံးညခဏမမြင်ရလိုက်ပခုတ်ကူနဲ့မြိုင်းဆိုတာခဏလမ်းနေနေလေးကျွန်တော်သွားခဲ့ဘူးလေအဲ့လမ်းကိုအားနဲ့ဘလောက်မှမမအောင်အဲ့လမ်းပိုင်းတော့ကျွန်တော်လက်ရှိမပွင့်သေးဘူးလက်ရှိတော့ကျွန်တော်တို့ဒါရှေ့အောင်တင်ပြမယ်ဆိုဒီပခုတ်ကူခရိုင်နဲ့ဆက်သွယ်ထားတဲ့လမ်းပိုင်းကြီးအားလုံးဆက်သွေးကြရီထိန်းချုပ်ထားခြင်းဖြစ်တယ်ကျွန်တော်တို့စိတ်ပူတာကလမ်းမဲ့အကြောင်းမှရာဒီမှာဘယ်လိုမျိုးတွေကျွန်တော်ကြောက်ဖွင့်မလဲဆိုတော့တော်လေးစိတ်ပူတယ် ကျွန်တော်လုံးနဲ့မြောင်ကြည့်ကြလိုက်ပကုတ်ကူမျိုးနဲ့စိုက်တော့တယ်ပကုတ်ကူပေါက်လမ်းပကုတ်ကူမြိုင်လမ်းဒါမှမဟုတ်ကျွန်တော်ပကုတ်ကူရေးချိုးလမ်းပိုင်းအဲ့ဒီလမ်းပိုင်းမှာပီတီရက်တွေကောင်းကောင်းကြီးထိချိုးလာတယ်ပရမစုံတင်းနေပုတ်နေနဲ့မနေ့ကမြန်မျိုးနဲ့ဗဟင်းရောင်ကိုတက်မလို့ကဘုံကျရှင်းလိုက်တဲ့အချိန်ဒီပါကျွန်တော်တို့ကတော့ဗျာဒီတက်မလို့ကလေချောင်းနဲ့လေချောင်းကနေပြီးအကြမ်းဖက်သမားတွေဒါရှိရနေအောင်ဘုံကျရှင်းလင်းတဲ့အခါကျွန်တော်တို့ရှင်းလင်းလိုက်တော့ကျွန်တော်တို့တရင်ပြေကျွန်တော်တို့ဖော်ပြတာအသိမရှိပါဘူးတိုးတော့လည်းပဲဒီဗရက်တိုက်ကိုကျွန်တော်တို့ဒါထီထီမိမိနဲ့ဒါကျွန်တော်ရှင်းလင်းနိုင်တဲ့တရင်တွေဆိုတော့ကျွန်တော်တို့ဖော်ပြပါလေဒါကြောင့်မနေ့က ဒါအများကြီးနဲ့ဗဟင်းရွာကိုတက်မလို့ကလေချောင်းနဲ့ဘုံကျဲရှင်းလင်းတဲ့အခါမှာအစ်သွေးကျွအုပ်စုတွေကျွန်တော်တို့အများပြားသိသလိုပါပဲများစွာထိခိုက်ဒဏ်ရာရှိမှုတွေရှိပါတယ်ဒီအချိန်တွေကိုစစ်သွေးကျွပီဒီအေးမင်းတို့ပြောနေတာပဲပြီးရင်ဓာတ်ပုံလည်းမရှိဗီဒီယိုလည်းမရှိကျင်းကြယူတွေပြောနေတာကောင်းပါလေမင်းတို့အဲ့လိုပြောနေပေါက်ကြက်တွေပြောနေလဲမင်းတို့ဗာမင်းတို့တွေ့ပြီးတော့ဩငါတို့တကယ်နိုင်နေရပဲထင်တော့လဲကောင်းတာပါပဲအဖွဲ့တွေကလည်းဒါတို့ဒါတို့ရဲ့အဖွဲ့ဝင်တွေဒါလေချောင်းတက်ခတ်ကမှုကြောင့်တိတ်ဆုံးသွားတယ်လို့တို့ဘက်ကလည်းဝေခံထားလိုက်တွေ့ရပါတယ်အလားတူပါပဲကျွန်တော်ထိခိုက်ဒဏ်ရာရှိမှုတွေများတယ်လို့လည်းတို့ဘက်မှာဖော်ပြနေတာတွေ့ရပါတယ်ဒီဗဟင်းရွာရဲ့ဒီနေရာကကျွန်တော်တို့ဒီညိုင်ရဲ့အညိုင် အများကြီးနေပြီကျွန်တော်ဆက်ထွက်မယ်ဆိုရင်ဒီဘဟင်းကိုရောက်မယ်ဘဟင်းကနေဆက်သွားမယ်ဆိုတော့တစ်ဖက်မှာကျွန်တော်ပလဲကိုဆက်သွားလို့ရတယ်တစ်ဖက်မှာကျွန်တော်တို့ဒါကြောဘက်ကိုဆက်သွားလို့ရတယ်လမ်းရှိတယ်တရှိမှာကျွန်တော်လမ်းနှစ်ခွာတစ်ဖက်ကကျွန်တော်တို့ပလဲပေးတယ်ပြီးရင်ကျွန်တော်တို့ဒီစကိုင်းထဲမှာစကိုင်းထဲမှာရှိတဲ့ပြည်သူစစ်ရွာတွေကိုကျွန်တော်တို့ကအဲ့ဘယ်မျိုးနဲ့မှာဘယ်မျိုးမှာတော့ဘယ်မျိုးနဲ့ဘယ်ရောက်မှာရေကပြတ်တောက်တယ်လို့ကျွန်တော်သတင်းတင်လိုက်မကြောက်ဘူးခင်ဗျာရပိုင်းအတွင်းကိုကျွန်တော်တို့ဒီဘက်ကဒီဒီဝင်းရုပ်ရောက်လုပ်ပြီးတယ် ဝင်ရောက်အောင်လုပ်ပေးတယ်။ရအောင်လုပ်ပေးတယ်။ဒါတော့ကျွန်တော်တို့ဒါစကိုင်းတိုင်းအခြေအနေပေါ့ဗျာ။အဲ့တော့မင်းကသာရအောင်လုပ်ပေးတယ်ပြောနေရစကိုင်းတိုင်းမှာရှိတဲ့မင်းတို့ရဲ့ပူစောတီတွေကစံနဲ့စီကိုမမြင်ရတော့600တောင်ရှိလို့ရွာထဲကနေသူတို့မိသားစုတောင်ထွက်ပြေးလို့တော်လိုင်းတည်းတည်းပြန်ပြီးတော့ကယ်သိနေရတဲ့အနေထားရောက်နေတာ။ကျွန်တော်တို့မြန်မျိုးနယ်မှာဖြစ်ခဲ့တဲ့မြန်မျိုးနယ်ဘဟင်းရွာကိုတက်မလို့ကဘုံကျဲချင်းလဲတဲ့အခြေအနေကိုတင်ပြပေးတာဖြစ်ပါတယ်။ဒုတိယစီစဉ်တဲ့အချိန်မှာဒါအဲခုနလိုပေါ့နော်။ဒါမင်းတို့တာကိုဒါပောက်ကွဲတဲ့ပုံစံမီးပွားလေးပေါ့နော်။အဲပောက်ကွဲတဲ့ပုံစံမီးထိသွားတဲ့ပုံစံပေါ့နော်။အဲဥစ္စာကိုမြင်လိုက်ရလိမ့်မယ်ပေါ့နော်။အဲအဲ့ဒါပြီးရနဲ့ အဲထိသွားတဲ့အချိန်မှာအဲကျန်တဲ့လူတင်နေတဲ့ကောင်ချက်ချင်းကောက်တက်အဲ့ချိန်မှာနောက်ကကောင်တွေပါပြုတ်ကြရပါဖြစ်တယ်ပေါ့နော်အဲ့ဒီမှာဖြစ်စဉ်တစ်ခုထပ်ဖြစ်တယ်အဲ့ဒါဘာလဲဆိုတော့တပ်ဖွဲ့တွေကအဲ့လိုဆင်းလာပြီဆိုတဲ့အချိန်မှာလက်နက်ကြီးလက်နက်ငယ်အကုန်ဝိုင်းစော်တာ drone ဘာညာအကုန်စော်တာပေါ့နော်အဲစော်တဲ့အချိန်မှာအဲ့နေရာမှာဒါသူတို့ဒီပြေးလွှားနေတဲ့ကောင်တွေပေါ့နော်အောက်ကကောင်တွေထဲမှာအဲ့ဒီလက်နက်ကြီးထိပြီးတော့ပေါ့နော်အဲ drone ပြေးလက်နက်ကြီးနဲ့ဒါပြစ်တဲ့ခါမှာထိပြီးတော့ဗိုလ်မှူးတယောက်ပါ လေးယောက်ပေါ့နော်အဲအဲ့ကောင်လေးစိတ်ုံယောက်သွားတယ်ဒါဒါဟိုကပေါ့အစ်စ်အစ်စ်ပေါ့အစ်စ်ရတဲ့ဟာပေါ့နော်အဲပြီးတော့အခုဆိုလဲဒါ video file တစ်ခုထပ်ပြီးတော့ထွက်လာတယ်ပေါ့နော်အဲဟာကတော့ဒါ drone နဲ့ပေါ့နော် drone နဲ့မင်းတို့တောင်းပြေးတိုက်တဲ့ဟာကို video ဒါရင်တစ်ခုအနေနဲ့ဒါထပ်ထွက်လာပြီပေါ့နော်အားရစရာလဲကောင်းလွန်လှတယ်ပေါ့နော်လှတယ်မိုက်တယ်အဲတပ်ဖွဲ့တွေကတကယ်ဟိုဒါကိုပြောလိုက်မယ်သိကြလဲဟိုဘက်ကကောင်တွေကအာရုရှားကဖြစ်စင်တို့ဘာလို့ညာတို့လာလိုက်မယ်ယူကရိန်းနဲ့ရုရှားနဲ့ဖြစ်နေတဲ့ ဘွဲတွေကဖြစ်စဉ်နေနဲ့လာပြီးတော့လိန်နေပါ냐လှုပ်လိုက်မယ်ဒါပေမဲ့ဒီဥစ္စာဒါတကယ်ထုတ်ပြန်လာတဲ့ချိန်မှာတကယ်ကြည့်ရတဲ့ချိန်မှာတကယ်အားရစရာကောင်းတယ်ဗောနော်အဲ့တော့နှစ်စီးသုံးစီးလာတဲ့ချိန်မှာနှစ်စီးထိတယ်နှစ်စီးပြန်တက်သွားတယ်ဗောနော်ပြန်တက်သွားတဲ့ချိန်မှာဒစီးကတော့ဒါတော့လဲမှာပြတ်ကြတယ်အဲအဲ့လိန်နံပါတ်ကဒါ6605ဗောနော်အဲ့ကောင်ကဒါ ဒီတော့လည်းမှာပြတ်ကြတယ်နောက်ထပ်တစ်စီးကကြတော့အေးပေါ်ပေါ့နော်အေးပေါ်ဒါရွှေကူမှာပြန်ဆင်းလိုက်ရတယ်ပြေးတာကတော့ရွှေကူကြီးပဲပြေးတာပေါ့နော်အပြတ်ကြသွားတဲ့ကောင်ကရွှေကူနဲ့ပမော်ကြားထဲမှာဒါပြတ်ကြတယ်အခုပြောမယ့်တစ်စီးကကြတော့သူကရွှေကူကိုရောက်တယ်ရောက်ပြီးအချိန်မှာခလာက56ပေါ့နော်56ထဲမှာဘောလုံးဝင်းသားမှာဆင်းနေဆိုပြီးတော့တည်ရတယ်အဲ့နေရာမှာဒါသူပန်ကားလေးပါလေးကျိုးကြည့်ပြီးတော့အဲ့လိုဖြစ်တယ်ဆိုပြီးတော့လည်းတည်ရတယ်ဒါဒါဒါတည်ရတဲ့ဟာပေါ့နော် အဲအဲ့လိုမျိုးပြစ်ပြီးဆိုတဲ့အချိန်မှာအဲစစ်ကောင်စီဘက်ကပေါ့နော်စစ်ကောင်စီဘက်ကကေစေရေးတွေဘာတွေလုပ်မယ်ဆိုပြီးတော့ဒါထပ်ပြီးတော့သတင်းတက်လာတယ်လေဒါတွေ့ကြလိမ့်မယ်ပေါ့နော်ရှားဝေကေစေရေးတွေလုပ်သွားမှာဖြစ်တယ်အဲဆက်ချွေရင်လို့ပြတ်ကြွားသွားတာဖြစ်တယ်ပေါ့နော်အဲတော်ရီယာကောင်တွက်ကိုရှားဝေကေစေရေးလုပ်မယ်ဆိုပြီးတော့သူတို့သတင်းထုတ်သွားတယ်ဒါပေမဲ့တကယ်တကယ်မြေပြင်မှာရှားဝေကေစေရေးတကယ်သွားရောက်သွားတဲ့အဖွဲ့အစည်းကြတော့ KIA နဲ့ PDF တွေဖြစ်နေရပေါ့နော်အဲတော့အဲ့မှာဒါလောကဗီဒီယိုဖိုင်တွေနဲ့ပါတက်လာတယ် လောကဒီစစ်တကားကောင်တွေပေါ့နော်ဘောမတွေတက်ထောက်ခံတဲ့ကောင်တွေ lobby တွေ on နေကြတဲ့အဲဗီဒီယိုဖိုင်နဲ့တက်တိပြစမ်းမှာဗာလဲညာလဲဒါမျိုးပြောနေတဲ့ဟာတွေအကုန်လုံးကိုဗီဒီယိုဖိုင်နဲ့တကယ်ချပြပြလာတကယ်ချပြမီးလောင်နေတဲ့ဟာတွေကိုပြထားတယ်ပေါ့နော်ပြထားပြီးတော့အဲဒီထဲမှာကျွန်တော်အားရဆုံးအဲ့လိုလိုက်ရေးနေတာပေါ့နော်ရေးတွက်နေတာဒီမှာတလောင်းဟိုမှာတလောင်းဟိုမှာတလောင်းအာအေးအများကြီးပဲအဲ့လိုမျိုးအဲဥစ္စာကတော့တကယ်အားရစရာကောင်းတယ် အဲအဲ့အလောင်းကပေါ့နော်ဒါမီးလောင်နေတဲ့အလောင်းကဒါခမန်းရသလောက်ဆိုရင်တို့မျက်မြင်ကြည့်ပြီးတော့ရေတွက်တာနေမယ်16လောင်းဆိုပြီးတော့တည်ရတယ်ပေါ့နော်အဲ့တော့ဒါနဲ့ပတ်သက်လို့လေအထဲထဲမှာတို့ကိုအဲလိန်ညာထားသေးတယ်ပေါ့နော် အဲသူတို့လုံးဝဝင်မခံလို့မရတော့တဲ့အချိန်မှာဝင်ခံတယ်ဒါပေမဲ့အဲလင်းရင်မောင်းတဲ့သူတွေပဲပေါ့နော်လင်းရင် crew ပဲဒီရုပ်စာထဲမှာပြတ်ကြတဲ့အချိန်မှာပါစီအောင်အောင်လှုပ်ထားတယ်ပေါ့နော်ဒီဝါမှုနဲ့အဖွဲပါသွားတယ်ဆိုတဲ့ဟာတော့ဒါသူတို့တွေဒါသတင်းဖုံးကွယ်ထားတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်အဲ့တော့အဲ့ဒီဟာနဲ့ပတ်သက်လို့ဒါဗီဒီယိုဖိုင်ထုတ်ပြန်လာပြီဆိုတဲ့အချိန်မှာသူလောသူလောဖြစ်နေတယ်သူတို့ရဲ့မိသားစုတွေကိုလည်းပြောချင်တာ စွန့်တုတ်လို့ရပြီတပိတ်တုတ်လို့ရပြီပေါ့နော် KI နဲ့ PDF တပ်ဖွဲ့တွေကအတီးပြုတ်ပြီးသွားပြီပေါ့နော်အဲပြီးတော့အဲအဲ့ထဲမှာပါနိုင်တဲ့သူတွေကိုလည်းထပ်ပြီးတော့တွက်ချက်လို့ရတယ်ပေါ့နော်အဲ့ဒါပါလဲဆိုတော့ဒီမီလောင်နဲ့ဒါလက်နက်ခဲရန်နေလက်နက်တွေပေါ့နော်လက်နက်တွေရတယ်အဲဗီဒီယိုထဲမှာလည်းပါတယ်ပေါ့နော်အားဟိုမှာခဲရန်နေလည်းပါတယ်ပေါ့နော်အဲ့ဒါတွေမနီယာပေါက်တာတရားတွေဖြစ်မယ်ပေါ့နော်အဲ့ဒါလက်နက်14လက်ရတယ်ပေါ့နော်အဲ့တော့16လောင်း14လက်ဆိုတော့ကြတော့အားဘလို့လဲဆိုပြီးတော့ဒါတချို့လည်းမေးကြတယ်ပေါ့နော် ဒါမြေပြင်မှာမြင်ရတဲ့အချိန်တို့လိုက်ရှာပြီးတော့ live ဟိုဟာဖြစ်ပြီးတော့ရတဲ့အချိန်တော့တွင်မှာလောက်ရတာပေါ့နော်အဲဒါမဲ့အဲဒီမေ့ကြည့်တဲ့အချိန်မှာဒီလေရင်နဲ့ပတ်သက်လို့ပေါ့နော်ရင်မောင်းနေနဲ့ပတ်သက်လို့ပိုင်းလောင်းနေနဲ့ပတ်သက်လို့သူတို့ crew နေနဲ့ပတ်သက်လို့အဖွဲ့တွေရလဲတဲ့အရင်တုန်းကတော့ဒါလက်နက်မထုတ်ရအောင်ခုနောက်ပိုင်းမှာလက်နက်သူတို့ကထုတ်ရတယ်ဆိုပြီးတော့သိရတယ်အဲ့တော့သူတို့ရဲ့လက်နက်တွေလည်းပါကောင်းပါနိုင်တယ်ပေါ့နော်အဲ့တော့ဘာပဲဖြစ်ဒါကတော့ဒါတော်လိုင်းတက်ဖွဲ့ရဲ့အတွက်ဆိုရင်ဒါဝမ်းသာစရာပဲပေါ့နော် နောက်ကတော့ဒါမနေ့ကဖြစ်တဲ့ရွှေကူပေါ့နော်ရွှေကူမှာအေးပေါ်ဆင်းလဲရပါတယ်ဆိုတော့ရဲရင်ပေါ့နော်အဲ့ရဲဟက်ရင်ကိုတပ်ဖွဲ့တွေကရေစုံမြေစုံလိုက်ကြိတ်တာပြောရရင်လိုက်ကြိတ်တာအဲ့ဟာကိုလုံဖို့အတွက်ကိုလုံးဝကိုဒါချက်ချင်းဆင်းပြီးတော့ဒါရွှေကူပတ်ချာလေးရနေပြီးတော့ဒီဒီထဲကိုပြစ်ထဲတာပေါ့ဗျာပြစ်ထဲအမှန်ကဒီခါလဲက56ရဲခမ6ရက်2ရဲကဒါကက်ရက်ပေါ့နော်အဲ56 56ထဲကိုဆင်းသွားဖြစ်တဲ့56ထဲဝိုင်းပြုံပြီးပြစ်ကြတဲ့ချိန်မှာသူကဒီရဲရင်ဆင်းထားတဲ့နေရာနဲ့ အဲလာပစ်နိုင်တဲ့ဘေးနားတွေကိုသူကဘာနဲ့ကာထားလဲဆိုတော့တန်ကြက်ကကားနှစ်စီးတယ်ပြီးရင်တန်ပြားကကားနှစ်စီးရယ်ပေါ့နော်အဲအဲ့ကားနှစ်စီးနဲ့ကာထားတယ်ပေါ့နော်အဲ့တော့ drone တွေလက်နဲ့ကြည့်တဲ့ကြတဲ့ချိန်မှာအဲ့ကြတဲ့ဟာကပေါ့နော်ကွက်တိရဲရင်ပေါ့ကွက်တိတော့မဟုတ်ဘူးအဲ့လိုမျိုးပေါ့နော်အဲဘေးနားကိုကတ်ကြပေါ့နော်ကတ်ကြကွက်တိလို့ပဲပြောပါတော့အဲ့လိုကတ်ကြတဲ့ချိန်မှာဘေးကဒီကာပါလောက်ထားတဲ့ကားတွေအားစအကုန်ပြက်စီး အဲ့လိုပုံစံမျိုးနဲ့ဖြစ်ပြီးတော့လုံးဝအစနာပျောက်သွားတယ်ပေါ့နော်။ဒါပေမဲ့လူကတော့တည့်ရတိုင်းပဲအဲ့လိုပါနိုင်မပါနိုင်ဆိုတာတွက်ကြည့်တဲ့အချိန်မှာဒီကောင်ရဲရင်ဆင်းပြီဆိုတာနဲ့အဲ့လိုစေးုံပွားမဲ့ကောင်တွေလည်းပို့ပြီပေါ့နော်။တည်ရင်လည်းစေးုံမှာပဲတည်ရင်တည်မှာပေါ့နော်။အဲ့အဲ့လိုမျိုးအနေထားတော့ဖြစ်သွားတယ်။ဒါပေမဲ့ရဲရင်ကတော့လုံးဝအစနာပျောက်အဲ့လိုရလိုက်တယ်။ရဲရင်အပြင်ုံမှခုနလိုဒါတန်ချက်ကနှစ်စီးပါထပ်ပြီးတော့ရလိုက်ဟာဒါလည်းမိုက်တယ်။အဲ့ပြီးရင်အဲ့လိုတံပြားကကားပေါ့နော်။သူတို့သူတို့ဒီနောက်ပိုင်းမှာဒီ4တွေပါတွေအစသူတို့အဲ့လို ်တံပြားတွေကာပြီးတော့သွာလာနေရတဲ့ကားနှစီအဲ့ဒီကားနှစီပါရလိုက်တယ်ဆိုတော့တကယ်ကိုကြီးမားတဲ့နောက်ထပ်အောင်မြင်မှုတစ်ခုပေါ့နော်အဲ့တော့ရရင်၃စီးလာတယ်၂စီးပြတ်ကြတယ် အဲနှစ်စီးကိုခြေမုံးလိုက်နိုင်တယ်ပြတ်ကြတာမဟုတ်ခြေမုံးလိုက်နိုင်တယ်မင်းတို့ကောင်လေဒါဟိုဘက်ကဘောမတွေပြောပြောနေလို့ပေါ့နော်အဲသူကသူဆက်ချုပ်ရင်းပြီးတော့ကြတာတို့ဘာညာအဲ့လိုပြောပြောနေလို့မဟုတ်ဘူးတပ်ဖွဲ့တွေပြစ်တာအခုဗီဒီယိုဖိုင်နေတဲ့အကုန်တက်လာပြီပေါ့နော်အဲ့တော့ပထမတစ်စီးပြတ်ကြပြီးရဲ့ချိန်မှာပေါ့နော်အဲဒုတိယစီးကရွှေကူမှာအေးပေါ်ဆင်းလိုက်ရတော့အဲ့ဒီရင်ကိုဒါရုရှားကိုပြန်ပို့ပြီးတော့ပြင်တော့ပြန်သုံးလို့ရနိုင်ကောင်းနေဆိုတဲ့ဘဘကြီးရဲ့စိတ်ကူးကိုလည်း KI နဲ့ဒါဗီဒီယိုတပ်ဖွဲ့တွေကလိုက်ပြီးတော့အဆုံးထိလိုက်ပြီးတော့ဖျက်ဆီးပြစ်လိုက်တယ်ပေါ့နော်ဒါကတကယ်အားရစရာကောင်းတယ် ူဘယ်သူပါလဲမသိဘူးသူတို့ရဲ့တာဝန်အရာလုံခြုံရေးတာဝန်အရာဒီသူဆက်ပဲဖြစ်ဖြစ်တမတော်သားပဲဖြစ်ဖြစ်ရဲပဲဖြစ်ဖြစ်တာဝန်ထမ်းဆောင်နေတယ်တရားဝင်တာဝန်ထမ်းဆောင်နေတဲ့သူတွေသူတို့တာဝန်ကိုသူတို့ရဲ့အထက်အမိန်တိုင်းတာဝန်ကျေပွန်သွားထမ်းဆောင်နေတာနော်အဲ့ဒါကိုဘုံမူကနော်ကျွန်မနာမည်တွေတက်မပြောတော့ပါဘူးအဲ့ဒီဘုံမူဆိုသူကအဲ့ဒီကိတ်ကနေဖြတ်တဲ့အခါမှာတားလို့ဆိုပြီးတော့အခု లైట్ တွေတက်လာတယ်နော်ဒီ video file တွေတက်လာတယ်ဟုတ်လားသူယာရုဘုံမူဘသူဘာညာပါဆိုပြီးတော့ဒီလက်နက်ကိုပြပြီးတော့ဒီအခုတားခဲ့တဲ့ပြည်သူစစ်ခေါင်းဆောင်နော်ကိုစော်ယူထွန်းကိုချင်းချောက် ပြောဆိုတယ်ဒါတွေကယာဓုအာနာကိုအလွဲသုံးစားလုပ်ပြီးတော့ဒါမျိုးတွေမပြောသင့်ဘူးဒါကိုအခုဒီလိုပြောကြားမှုတွေအပေါ်ကိုသက်ဆိုင်ရာကထိထိရောက်ရောက်ရေးယူသင့်တယ်ဟုတ်လားအမှန်ဆိုရင်သူ့မြည်သူမြည်ဝအထက်မှာဗိုလ်မှုပဲဖြစ်ဖြစ်ဗိုလ်ချုပ်ပဲဖြစ်ဖြစ်နိုင်ငံတော်ဟိုကမန္တာပဲဖြစ်ဖြစ်မြည်သူမြည်ဝဆိုတာမသိဘူးလေတာမန်အိမ်စည်းကားနဲ့လာတာမှန်ချခိုင်းရင်သူ့ရဲ့စစ်စေးသူ့ရဲ့ဥပဒေအတိုင်းဒီမှာသူ့အမိန့်ချထားတဲ့အတိုင်းဟုတ်လားအထက်ကအမိန့်ပေးထားတဲ့အတိုင်းအိမ်စည်းကားတွေပဲဖြစ်ဖြစ်မှန်ချထားတဲ့ကားကိုတားပြီးစက်တာ အဲဒါကတော့တကုံးကငပိန်မကနေပြီးတော့သူတို့ရဲ့ထက်ရာရှိကိုပြောနေတာပါဗိုလ်မူကဆိုတဲ့ကောင်ကဒီလိုပြောတာတွေကိုအေးအေးယူပြီးပြောနေတာပါသူတကုံးမှာတာနေတာတကုံးမှာတာတကုံးမှာတာနေပြီးတော့တကုံးမှာရှိတဲ့ဗိုလ်မူတွေဗိုလ်ချုပ်တွေအကြောင်းမသိဘူးထင်တယ်ဗိုလ်မူတွေဗိုလ်ချုပ်တွေဆိုတာဒီကောင်နဲ့ပို့ဆိုးတဲ့ကောင်တွေကြီးပဲဒီဘဝဆင်းလာတဲ့ကောင်တွေကဒီရောက်ကိုရောက်လာတာနော်ဒါကိုသိရသားနဲ့တကုံးမှာကဘာတွေကိုလောင်ကျွမ်းနေရလဲဘာမှပုံမနေတဲ့ပြူစောတိရလဲနေလို့ပြန်ကြိတ်မှာ